ဂျပန်မြန်မာစစ်တပ်ကအရက်ခတ်တော် EE ထိန်းချုပ်ထားတဲ့နေရာတွေအထက်ကတချို့နေရာတွေကိုပြန်လည်ထိုးစစ်ဆင်တက်ခိုင်းမှုမျိုးဆက်လက်ပြုလုပ်ဖို့ပြင်ဆင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့စိတ်ရသည်ရှိကြဖို့ EE ကမနေ့ကသတိပေးထုတ်ပြန်လိုက်ပါတယ်2025ခုနှစ်အောက်တိုဘာလ10ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ချက်အထဲမှာအာရကတက်တော်နဲ့ဖက်စစ်အကြံဖက်စစ်ကော်မရှင်တို့ဟာလက်ရှိအချိန်မှာနှစ်ဖက်စလုံးအတွက်စီရေးအဆက်ရှာကြတဲ့နေရာငါးခုမှာအပြန်အလှန်ထိုးစစ်တွေနဲ့အတူနေ့စဉ်ရက်ဆက်တက်ခိုက်နေခဲ့ကြတာဟာရပ်တက်တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။ အဲ့ဒီနေရာ၅ခုအထက်မှာအာရခဒေသနဲ့နေမြင့်ချင်းထိစပ်နေတယ်။မကွေးတိုင်းနယ်ရေကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့အေရဝတီတိုင်းအဆက်လင်းမြနာမြို့နယ်အတွင်းတို့မှာအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကြိုင်းကိုကြကြခံပြီးတံပြန်ထိုးစစ်ဆင်နေတာကြောင့်အဲ့ဒီနေရာတွေမှာတပ်ဖွဲ့တွေညှိနှိုင်းနေပါဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ တဖက်မှာလည်းအကြံဖက်စစ်ကောင်ရှင်ကအရိုက်ခါတက်တော်ထိရှုပ်ထားတဲ့အန်တောင်ကုတ်တန်တွင်းနဲ့ကွာဆတဲ့တောင်ပိုင်းလင်းမြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရတဲ့အတွက်အဲ့ဒီမြို့နယ်တွေကိုဝင်ရောက်နိုင်ရေးရခိုင်ရုံးမအရှိရှမ်းကိုအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေပြုလုပ်နေပါတယ်။အရိုက်ခါတက်တော် EA ထိရှုပ်ထားတဲ့အဲ့ဒီမြို့နယ်လေးခုကိုပြန်လည်ထိုးစစ်ဆင်ဖို့ဆိုတာစစ်ကောင်ရှင်အတွက်အပြောထက်လက်တွေ့မှာမဖြစ်နိုင်သလိုတကယ်လို့စစ်တပ်ကထိုးစစ်ဆင်လာရင်တော့အန်နဲ့ကြောက်ဖြူတို့ကလုံလာနိုင်တယ်လို့စီဒီအမ်ဘူဂျီစင်ရောကနရင်းစရာကိုပြောပါတယ်။ အဲ့ဒီတောင်တုံးတန်တွေခွာအံ့ပေါ့နော်နိုင်ရီကံဘက်ကနေတက်ဖို့ထူဖောက်နေတာရှိတယ်ဒီဥစ္စာကြီးကတော့တော်တော်လေးစိတ်ဝင်စားစရာကူကောင်းတဲ့အနေအထားမျိုးပေါ့နော်အခုလက်ရှိကြောက်ဖြူကတော့ဒီကောက်ပွေလုံးမယ်ဆိုရင်လုံးသွားလို့ပေါ့နော်အဖြစ်လုံးသွားလို့ရတဲ့အနေအထားမျိုးကိုတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဒီအဲ့နိုင်ရီကံဘက်ကနေတက်လာမဲ့အံတိုက်စစ်ဘာမှမဟုတ်လေကျွန်တော်တို့ကြောက်ဖြူကနေ